အလောင်းမင်္ဂလာပါရှင်ဒီဗီဒီယိုကိုမြင်လိုက်ပြီဆိုရင်လေကိုကဒီ၅လပိုင်းအတော်တွင်းမှာတိန်းထောင်ချီဝင်ကျင်တဲ့သူတွေတာလင်ရေဒီယာနီလန်းလောက်ဖို့အတော်ကိုရှေ့ဆက်ပြီးတော့ကြည့်ပေးပါရှင်ဒီဗီဒီယိုမှာပြပြပေးမယ့်နီလန်းကကြတော့အနည်းဆုံးတစ်ပတ်ကနေပြီးတော့ဆယ်ရက်အတော်တွင်းမှာစပြီးတော့ထူမယ် တလလုံးလုံးမယ်ဆိုလို့ရှိရင်တလလုံးကိုထံကိုငွေလီဝင်မယ်အဲ့တော့ဒီနေ့ညမှာစတင်ပြီးတော့လုံးမယ်ဆိုရင်နံပါတ်1တစ်ချက်ကဒီနေ့ညဖုန်းရဲ့နှုတ်လေးထဲမှာ9လပိုင်းတလလုံး3000ဝင်လာဝင်လာရမယ်ဆိုပြီးတော့ကိုကမှတ်ထားတယ်မသာပြပြဆိုလို့ရှိရင်သူကအခုပြပြပေးတဲ့ရှယ်ရီယာကိုစပြီးတော့လုပ်လုပ်လို့ရှိရင်သူက အနည်းဆုံး3ရက်လောက်ကနေစပြီးတော့ထူးခြားမှုတွေပြတယ်ကိုယ်ထံကငွေတွေဝင်လာတယ် တပတ်လောက်ဆိုရင်ငွေတွေတောက်တောက်လေးဝင်လာတယ်။ပြီးလို့ရှိရင်10ရက်လောက်ဆိုလို့ရှိရင်ဝင်လာမဆဲတဲတဲတဲဖြစ်လာပြီ။အဲ့တော့တလတာလုံးငွေတွေကဝင်လာပြီးတော့ကိုကလက်ခစာတမားဒါပေမဲ့အခြားအယောင်းဝယ်လေးတွေလည်းလုတ်တယ်ဆိုလို့ရှိရင်လည်းလုတ်လို့ရတယ်။အဲ့ဒါဆိုရင်ကိုရဲ့အယောင်းဝယ်လေးတွေအဆင်ပြေမယ်။အဆင်ပြေပြီးတဲ့အခါကျလို့ရှိရင်ကိုထံကိုငွေတွေထူကြထူကြဝင်လာလိမ့်မယ်။ ကိုဟာဝန်ထမ်းလားစားတလားကို30သိန်းမရတယ်ဆိုလို့ရှင်ဒီလောက်မှာဒီရေရရာလေးလုံးလိုက်သိန်း30လေးရမယ်သိန်း50လေးရမယ်ယုံကြည်စွာနဲ့လိုက်လုပ်ဖို့လိုတယ်နံပါတ်1တစ်ချက်ဒီလိုပကံများအဖြူတွေတစ်ချက်လို့မယ်ပကံပြားကအဖြူပဲရပါမယ်ပန်းအနာကုတ်ပါလာတွေမရဘူးပြီးလို့ရှင်ရတခြားအရာလုံးဝမရပါဘူးအဖြူအသက်မှာပြီးပြီဆိုလို့ရှင်ဒီလိုမျိုးဆော့ပင်လေးနော် အပြည့်အောင်မဲရမယ်အနီအောင်မရပါဘူးကျမကတော့အပြည့်အောင်မဲသုံးတဲ့အတွက်အပြည့်အောင်မဲပြောပါတယ်အနီအောင်ကျမမရပါဘူးရှင်အဲ့ဒါလေးကိုနော်အဲ့ဒါလေးနဲ့ဖီဟူလေးပံများဖြူတစ်ချက်ရပုံမှာဆွဲလိုက်မယ်ဆွဲပြီးပြီဆိုလို့ရှင်ဒီလိုဖြောင်းမှအစိမ်းလေးတစ်တိုင်လိုတယ် ဖျောင်းနိုင်အစိမ်းလေးနဲ့ဒီနောင်လုံးလေးမှာဖျောင်းနိုင်ကိုထုံဘယ်ထင်ထုံးအောင်မလဲဆိုလို့ရှိရင်ညဘက်ဆိုလို့ရှိရင်အခုလိုအချိန်ည9:00နာရီရနေပြီးည7:00နာရီအတော်တွေမှာထုံးလို့ရတယ်ည9:00နာရီထက်စောပြီးတော့ထုံးမယ်ဆိုလို့ရှိရင်လည်းရတယ်မနက်ပိုင်းဆိုလို့ရှိရင်ကိုယ်အလုံးမသွားခင်အချိန်မျိုးဒါမှမဟုတ်လို့ရှိရင်မနက်စောစောအချိန်မျိုးမှာထုံးပေး ထုံးပေးလို့ရှိရင်အမားတို့စီကိုငွေတွေကအဖက်ဖက်ကနေပြီးဝင်လာလိမ့်မယ်။တက်လာတွင်မှာတိန့်ထောင်ချီလိုခြင်းတိန့်ထောင်ချီဝင်လာမယ်။အဲ့လိုမျိုးထိုးမိတာနဲ့ဆူတောင်းဒီ၅လပိုင်းအတွင်းမှာတိန့်ထောင်ချီဝင်လာစေဆိုပြီးဆူတောင်းပြီးပြီဆိုလို့ရှင် အခုကျွန်မပြပြရတဲ့နီလအတိုင်းဒီနင်းညားကနေစတင်ပြီးတော့လုံကြီးလုံးဝကိုထူထားလိုက်မယ်။ဗကံများအဖြူမရှိတဲ့သူတွေဆိုလို့ချင်းအဖြူလေးတစ်ချက်လောက်ဝယ်လိုက်ပါ။ဝယ်ပြီးတော့သေးချာလေးလိုက်လုပ်ကြည့်ပါ။ကျင်းတွေပါကိုထူထားတဲ့ရေထရာ ဖြစ်တဲ့အတွက်ကိုယုံကြည်စွာနဲ့လိုက်လုပ်ဖို့ပဲလိုအပ်တယ်။